အဟုတ်ကဲ့အမ် JK ညီမလေးရပေါ့နော် အခုတော်တော်များများလူတွေအားလုံးကအခုတပြေးနဲ့ချစ်လာကြလာနေတတိထားပြီးရယ်သူကကြတော့အလှပဥစားမသိဘူးသူကတကယ်အမှုပညာ art ကိုသူဥစားပေးတာကိုလာလို့ကြည့်လိုက်ရတယ်အဲ့ဒါကိုလည်းသဘောကျတယ်သူပြင်လို့မရတော့တဲ့အချိုးအစ်စ်ကိုပြောချင်ချိန်မှာတော့လာလို့စိတ်မကောင်းသူ့ရဲ့အကြက်နဲ့အချိုးအစ်စ်ကိုပြောတာကြတော့ဒါကကြတော့ရိုင်းတယ်လို့လာလို့ထင်တယ် Papa, you can also buy my business strategy or I can give you for free. မစ္စရာဒီ10နှစ်တာကာလမှာ तू ဟာပြည်သူအကျိုးပြုကိုလုပ်ခဲ့သလား။ तू ရဲ့10ရာခိုင်နှုန်းသောအချိန်20ရာခိုင်နှုန်းသောအချိန်မှာ तू တကယ်ပြည်သူအကျိုးပြုလုပ်ခဲ့တာလား။ပတ်စံလူယုံပဲထူတာလား။မသိချင်ရင်ဆောင်ပြီးတော့ပဲသူ့ကိုသူနာမည်မကြီးကြီးအောင်အမှုပညာရေးပဲထိုင်းလုပ်နေမှာလား။အခုမှပြန်ပြီးပြန်လာတဲ့ခလေးက तू မှဘဝဆောင်တာပါ။ အဟုတ်ကဲ့ရှင်အမ်ခကြီးကလည်းအရင်သွားချိန်တဲ့အချိန်မှာဒီဖိတ်စာရတဲ့ခါတော့အရင်ပျော်သွားပါတော့ရုပ်ရှင်နဲ့ရုပ်ရှင်ကြည့်နေကိုလည်းခကြီးများသွားလို့ရအောင်လားဆိုပြီးတော့အဲ့ဒါနဲ့ like ပါအလားကြည့်ရအဟုတ်ကဲ့အမ်ဂျေကီညီမလေးရပါတော့အခုတော်တော်များများလူတွေအားလုံးကအခုတပြေးနဲ့ချစ်လာကြလာလို့တတိထားပြီးရယ်ပထမတော့ပေါ့နော်ဟိုလူတိုင်းစိတ်ဆိုးနေတဲ့ပွဲကိုဝင်ကြိုင်းတဲ့အတွက်ကြောင့်အားလုံးကအားမပေးကြဘူးလို့ပြောကြရင်တကယ်တမ်းသူမကိုယ်တိုင်ကိုက အရန်စ조사ခဲ့တယ်ရတယ်ဘယ်နေရာရရဘယ်လိုပဲဘယ်လိုခေါ်မလဲ placement တခုခုဘယ်လိုပဲရရဘယ်သူမှမပေးလဲသူအစွမ်းကုန်조사မယ်ဆိုရစိတ်နဲ့조사ခဲ့အဲ့ဒါဟာမြန်မာအထွက်ကလာကြာခူယူစရာပဲပေါ့နော်အဲ့ဒါကြောင့်မို့အဲ့ကောင်မလေးချစ်ပါတယ်ဟုတ်ပါတယ်မပါဘူးဆိုတာကြာလာကြာဘယ်တော့မှမတွေးထားဘူးဆိုတာကဒါဟာဒိုင်ရဲ့ကိစ္စလေး เนาะအဲဒိုင်းနဲ့ဆိုင်တာဖြစ်တဲ့အတွက်ကြောင့်သူတို့မတွေးထားဘူးဒါပေမဲ့ကိုယ့်ရဲ့နယ်လေးဒီ miss မြင်ပါသည်ဒီလောက်အပြောခံနေကြတာနေပြီးတော့မှသူဘလောက်အထိယူသွတ်တယ်လဲသူကကြတော့အလှပဥစားမသိဘူးသူကတကယ်အမှုပညာ art ကိုသူဥစားပေးတာကိုသူကြည့်လိုက်ရတယ်အဲ့ဒါကိုသူသဘောကျတယ်အဲ ဘယ်လိုခေါ်မလဲလူတယောက်ရဲ့အချိုးအစစ်အရက်ကိစ္စကြတာလှနှုတ်ဆိုလည်းမပြိုင်တော့အရက်ရှည်တာလည်းမဟုတ်ဘူးလေရေကွေးညင်ဝင်းဆိုလည်းလှနှုတ်ဝင်းခဲရမှာပဲဒါကတော့ကိစ္စမရှိဘူးဒါပေမဲ့သူအရန်စူးစားတယ်အဲ့ဒါကတော့လှနှုတ်အရန်သဘောကြဒါပေမဲ့တချို့တွေကသူ့မမတ်ရမ်းရမ်းနေပေါ့နော်ဟိုပြုတ်ပြင်းလို့မရတော့တဲ့အချိုးအစစ်ကိုပြောချင်ချိန်ကတော့လှနှုတ်စိတ်မကောင်းဟောပြုတ်ပြင်းလို့ရတဲ့အရာကိုတော့ပြောတင်တယ်ပေါ့နော်ဥမာဟောစပင်းလေးကိုအကောက်လေးလှုပ်လိုက်ပါလားအဖြောင်လေးလှုပ်လိုက်ပါလားသိမ့်လိုက်ပါလားဆိုတာဒါဖြစ်တင်လို့ရတယ်ဒါပေမဲ့ သူ့ရဲ့အကြက်နဲ့အချိုးအစ်စ်ကိုပြောတာကြတော့ဒါကကြတော့ရိုင်းတယ်လို့လာလို့ထင်တယ် Yeah, let's go. Yeah, let's go. Yeah, let's go. တဲ့အတွက်ကြောင့်လမ်းမျိုးစီကချင်တယောက်ရဲ့မျက်နှာတွေမစ်ရောက်ပေါက်တယ်မပေါက်ဘူးဆိုတော့လမ်းမျိုးမပြောနိုင်ဘူးလေသူတတ်သိရှိရအောင်ပဲလမ်းမျိုးပြောလို့ရမယ်လေဟုတ်တယ်မလားဒါဆိုများသောအားဖြင့်မစ်ရှင်မျိုးပဲဆိုပါတော့ကတော့ဇမင်အလေးကြီးရင်းနဲ့မျက်နှာပေးတွေကတပုံစံလေးတွေပါးစပ်ပြပြေးတွေနဲ့တဲ့မလားဆိုတော့ဒီကလေးလေးကကြတော့သူဒီတိုင်းရင်းလူဖြစ်တဲ့အတွက်ကြောင့်တိုင်းရင်းလူမျက်နှာလေးကတော့ရှိနေပါပဲအဲ့တော့လမ်းမျိုးကတော့ဘာမှမဝေးဖန်လို့မစ်ရောက်ပေါက်တယ်မပေါက်ဘူးဆိုတော့ဒီချိုမယ်ရီကကြသူပါဝစ်ထားလဲဆိုတာနဲ့ပဲပေါက်သွားကြတာ JK ကကြတော့သူသရှင်းဆိုတတ်တာကိုပြရပြီ ော့ပေါက်သွားတာဟိုနှမ်းနှုတ်လိုမျိုးကွာဟိုအိမ်ပြောင်းနေပြီးတော့လုံးဝအလုံးမအောင်နှမ်းနှုတ်ဆို Mrs. ပြင်ပါကိုလည်း training ပေးနေရလုံးဝမအဲ့လိုလူမျိုးတော်မှဝင်ကြည့်လိုက်တဲ့အချိန်မှာသူဆိုနေရလေးကိုနှမ်းနှုတ်ချစ်တယ်ပေါ့နော်အဲသူရိုးတရားလိုလေးဆိုရရှိရဲ့သူ English လိုဆိုရလေးရှိရဲ့သူစူးစမ်းနေရအဲ့ဒါလေးနှမ်းနှုတ်ချစ်တာရှင်ဟုတ် I give a second chance to ါက तू English က fluent ဖြစ်ကြအောင်ပြောပြလိုက်တယ်ပေါ့နော် तू smart ဖြစ်ကြအောင်ပြောပြလိုက်တယ်အာဒါလေးတွေကကြတော့မြန်မာပြိတ္တာအတွက်ကျင်းတတ်သွားစေစရာလေးပေါ့နော်ဒါပေမဲ့လာနုကဒါ pageant coach ဆိုလို့ရှိရင်တော့နာနုတမျိုးလေးတင်မိမှာပေါ့ဒါပေမဲ့တန်းရော့ခေတ်က miss grand နဲ့ဒီခေတ် miss grand နဲ့ကတော့မတူတော့ဘူးပေါ့ဒါပေမဲ့ဒီလိုလေးခြေပြလိုက်တဲ့အတွက်ကြောင့်မြန်မာတွေအားလုံးကသဘောကျသွားတယ်ဆိုလို့ရှိရင်တော့လာနုနေနဲ့ပြောဘာမှပြောစရာအကြောင်းမရှိပါဘူးရှင် Papa, you Thank can you. also buy my business strategy, or okay. I can give you for free. Okay, before I buy your business strategy, you should buy from. Ah, no, there's something better. There's something better. Okay, I will I will. Thank you so much. Oh, uh, Mister Yoga, there are many ra many ra the mo no. Tu pian ni ba bi so lo shi. Tu ba set lou ma le. Tu me ti yao ni ne tu bright ta ye set lou ma la. A yin ne ya lou khe da la. Ho popping le lou pya la. Naw ko set lou kaw ma la. Da ri a myai shi ye. A lo a khu ma tu ye bwa sa ra. La nu ra ောင်းကြည့်ရအောင်ပါမစ်ဆီယာဘီ10နှစ်တာကာလမှာသူဟာပြည်သူအကျိုးပြုကိုလုပ်ခဲ့သလားသူ့ရဲ့10ရာခိုင်နှုန်းသောအချိန်20ရာခိုင်နှုန်းသောအချိန်မှာသူတကယ်ပြည်သူအကျိုးပြုလုပ်ခဲ့တာလားပတ်သက်လူယုံမဲ့ထူတာလားမသိချင်ရင်ဆောင်ပြီးတော့ပဲသူ့ကိုသူနာမည်မကြီးကြည့်အောင်အမှုပညာရေးပဲထိုင်လုပ်နေမှာလားဒါတွေကနောက်10နှစ်မှာလာလို့ဒီစနေတော့မလာလို့လေ့လာရမယ့်အရာပေါ့နော်အခုမှပြန်ပြီးပြန်လာတဲ့ခလေးကသူ့မှာဘဝဆောင်တာပါ